စစ်ကောင်စီတပ်ဖွဲ့ဝင်တအူးကတဝဲခရိုင်လောင်းလုံမြို့နယ်ကညုံကျွန်းရွာကအသက်80ရွယ်အမျိုးသမီးတယောက်ကိုအကြိမ်ကြိမ်အာဓမပြုကျင်းခဲ့တယ်လို့နှင်းစီအောင်မျိုးသမီးများတမကတဝဲအဖွဲ့ကဂျွန်လ26ရက်နေ့ဒီကနေ့မှာထုတ်ပြန်ပါတယ်။ ီးခဲ့တဲ့ဂျွန်လာ၁၄ရက်နေ့ကနေဂျွန်လာ၂၄ရက်နေ့အထိကညုံကျုံရွာကိုစစ်ကောင်စီတပ်စစ်ကြောင်းဝင်လာပြီးရွာလုံးကျွတ်နေပါထွက်ပြေးတင်းရှောင်နေချိန်ကျမ်းမာရေးမကောင်းတဲ့ခင်ပွန်းဖြစ်သူကိုပြုစုဖို့နေမှာပဲနေခဲ့တာမှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတယောက်ကအခုလိုကျုံးလွန်ခဲ့တာဖြစ်တယ်လို့သိရပါတယ်အဲ့ဒီအသက်80အရွယ်မြို့သမီးကိုခင်ပွန်းရှိမှအပါဝင်နှစ်ရက်ဆက်တိုက်၅ချိန်အတမပြုကျင့်ခဲ့တာဖြစ်ကြောင်းနှင်းစီအောင်အမျိုးသမီးများတမကတဝဲအဖွဲ့က TV ကိုအတည်ပြုပါရယ် အာဓမပြူချင်းခဲ့တဲ့စစ်သားကအသက်40ကျော်အရွယ်ရှိပြီးအဲ့ဒီစစ်သားကိုဖိုးချိန်လို့နာမည်ခေါ်တာကြားရကြောင်းနှင်းစီအောင်မျိုးသမီးများတမကတပွဲအဖွဲ့ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒီလိုဖြစ်ရတွေ့ကြောင်းစစ်ကောင်စီရဲ့စစ်ကြောင်းတွေဝင်လာတဲ့အချိန်မှာကြေးရွာအတွင်းမှာလူငယ်လူကြီးမကြံအကုန်လုံးမိုးရိပ်ထဲမှာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်းသိရပါပါတယ်ရှင်။